မကိုအပြိုကြီးလုံးမယ်လို့ထင်ထားခဲ့မိတာသူကအဲ့တော့အမောက်တော်စားရတယ်အမလို့သူ့ကိုပြောတော့အပြိုကြီးလုံးမှာဆိုလို့ဟိုးရင်စေးကမ်းမှာတစ်ခါမှတွေ့တော့မှာအပြိုကြီးပဲလောက်တော့မှာဆိုလို့အချစ်ကိုတွေ့ရဲ့အခါကျတော့လေလူကြီးကုံလုံးကကြည့်လို့ပါပဲနော်ကာကွယ်လို့မရကာလို့မရတော့အချစ်ကိုလေဒါဒီကောင်မလေးလေးကတော့ငယ်ပါသေးတယ်။ဟိုမှာကလေးပဲရှိသေးတယ်ဆိုတော့လေလက်ထပ်ပို့တော့ကတော့စဉ်းစားသေးပါဦးရှင်။ ဖယ်ရမှကြိုပြောလို့မရဘူးလေအခုကောင်းနေပြီမဲ့နောက်မကောင်းတော့လည်းဖြစ်ကောင်းဖြစ်နိုင်နေကိုနဲ့စိတ်ခံမသိတဲ့အခါမျိုးမျိုးကြလို့ရှိရင်လည်းဘလို့မျိုးတွေဖြစ်လာမလဲဆိုတော့မသိတော့တခုခုဆိုလို့ရှိရင်ကိုကတဆုံးတွေးတာတွေများနေတာပုံတော့အဲအကြောင်းမို့လို့ပါဟုတ်ဟုတ်ကဲ့ချီမန်းချီရတယ်လို့ပြောတာဆိုတော့ဆက်ရှိရှိနေပေါ့ခလည်းမသိဘူးလေစတာမျိုးပါဒီလိုနိုင်ပါလိမ့်မယ် တူတူကဒါကိုရွှေမန်းရောဒါဒါဖူးပခိုင်နေရရောဒါခင်နေတဲ့သူတွေအမနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ခင်တယ်လို့ပြောလို့ရသေးတယ်အဲ့တော့အမမိင်္ဂလာဆောင်တော့မဲဘယ်သူနဲ့လဲဆိုကိုရွှေမန်းဆိုတည့်ချင်မဟဲဟဲတကယ်ကြီးလားဆိုရဲအန်အောင်မြင်တတ်သွားပါတော့ဘယ်ချိန်မှာဘလို့တွေ့ပြီးတော့သူတို့နေရဘလို့ ယင်းနီဝမ်းလဲဆိုတော့တို့မသိခဲ့လာတဲ့ချိန်မှာဟဲဟဲဟဲဆိုအဲ့လိုတစ်ယောက် surprise ဖြစ်သွားတာဆိုတော့ဝမ်းလဲဝမ်းသာပါတယ်နှစ်ယောက်စလုံးပုံလေးတွေတက်လာတဲ့အခါမှာလိုက်လိုက်ဖက်တယ်အရဲမောင်းလေးရောအရွယ်စားလေးတွေကစားနှစ်ယောက်ကလိုက်ဖက်ပြီးချစ်ဖို့ကောင်းနေတဲ့ပုံစံလေးဆိုတော့လေအကိုအကိုနဲ့အမအတွက်အရန်ဟုတ်ဝမ်းသာပြောရွှင်ပါတယ်လို့နှစ်ယောက်ကရိုးမြေကြပါတော့သဆုံးနိုင်ပေါင်းသင်းပြီးတော့တသားမိမိလေးတွေမြေးလေးတွေပေါ့နော်အများကြီးရတဲ့အချီကိုမှပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးချင်ပါတယ်ဟုတ်အပြင်မှာအမတို့ဒီသူ သူအတိတ်တိုင်းမှာဖြီးသွားနေနေအကိုနဲ့မနဲ့ဖစ်တင်လာချနေတာတွေ့လိုက်ကောအမမမီးတော့ ဟဲ့ပြောပြောပြောတကယ်ကြီးလားတကယ်အဲ့တော့မှကိုမျက်စိရှိမှနှစ်ယောက်ကိုတူတူပေါ့နော်အဲ့လိုဝှစ်ဆောင်တို့လာပြောနေရအောင်မြင်လိုက်တော့ပဲဟဲ့ဒါတကယ်ကြီးပေါ့ချင်းတည်တယ်ပေါ့ဆိုတော့ကိုကလုံးဝကိုတိသွားတာတိသွားပြီးတော့မှအမဆက်ဆူရပေါ့အမဘလို့တို့တွေ့ကြရလဲပေါ့မေးမမေးဘဲနဲ့တော့မနေဘူးဆက်ဆူပြအောင်နော်ဆက်ဆူပြလိုက်သေးတယ်အမကိုတော့တူရင်တိလိုက်တာပေါ့ရှင်အဲ့မဟုတ်ဘူးဆောင်းကနီးမှသူ့ကတိသွားတာဆောင်းကနီးမှနောက်ဆုံးနောက်ဆုံးမှတိအဲ့တော့ကအန်အန်အော်နဲ့ဖြစ်သွားတာဟုတ်ဟုတ်ဆောင်းကကန်တော့ကောင်းတာနော်ဘလို့တွေ့ကြရပြော မင်းဟာလဲအော်ဇာစီကံဖူးစာလေးပါအဲ့လိုပဲလို့ဖူးစာဆုံးခြင်းပြီဆိုလို့ရှိရင်နော်အမကိုအပြိုကြီးလုံးမယ်လို့ထင်ထားခဲ့မိတာတူကအဲ့အမောက်တော်စားရတယ်အမားလို့တူပြောတော့အပြိုကြီးလုံးမှာဆိုလို့ဟိုးရင်စေးကမ်းမှာတော့တစ်ခေါက်မှာတွေ့တော့မှာအပြိုကြီးပဲလောက်တော့မှာဆိုလို့အချစ်ကိုတွေ့ရတဲ့အခါကျတော့လေလူကြီးကုံလုံးကကြည့်လို့ပါပဲเนาะကာကွယ်လို့မရကာလို့မရတော့အချစ်ကိုလေဒါအမားလေးလဲရအောင် အာဒီကောင်မလေးလေးကတော့ငယ်ပါသေးတယ်။ဥမာကလေးပဲရှိသေးရဆိုတော့လေလက်ထပ်ပွတ်တော့ကတော့မစင်သာသိပါဘူးရှင်။အဲ့လိုတော့မဟုတ်ပါဘူး။ကိုယ့်ဘော်ကိုတကယ်တမ်းပေါ့နော်။ကိုကိုကိုဘွားတစ်ခုလုံးကိုအာစိတ်ချအနှင်းလိုက်လို့ရမျိုးသူတွေ့လို့ရှင်တော့စဉ်းစားမှာပါ။အခုကတူရောဒီအလုပ်တစ်ခုတည်းပဲဖိပြီးတော့လုပ်နေသေးရဆိုတော့လေမစင်သာသိဘူးဆိုတဲ့သဘောပါပဲရှင်။ဟုတ်ကဲ့ဟုတ်။ရေးသားထားတာလို့လည်းအိမ်တော်ပြုတာမလွယ်ဘူးဆိုတော့ဟုတ်တယ်။အဲ့လိုမဖြစ်နေရပေါ့နော်။ဟိုရေးသားထားတာမှကိုယ့်ဘော်မှာမကောင်းဘူးအဆင်မပြေဘူးကျွန်လို့ရှင်အချိန်မရွေးကြိုက်တဲ့အချိန်မှာကိုအသေးကွဲခံ ်ဖြတ်လိုက်လို့ရသေးရဲ့အိမ်တော်တစ်ခုပြုတ်ပြီးသွားပြီဆိုရင်ကကြတော့ဒါဟိုကွာရှင်းဖို့တွေဘာလဲကြောင့်ထင်တယ်လောက်မလွယ်တော့အရာဖြစ်သွားပြီပေါ့လေအဲအကြောင်းမို့လို့ကတော့ဒါတူတူချာချာလေးကိုပါစဉ်းစားမှာပါဟုတ်ကဲ့ဟုတ်အဆုံးထိကိုတွေးလိုက်တာတော့အကြောင်းအရာတစ်ခုကိုဒါကွာရှင်းခဲ့နေဆိုတော့အကြောက်တာပေါ့အခုအခုခေတ်ကလေလိုင်းနေပေါ်မှာလဲလူတွေရဲ့စိတ်ကအမျိုးမျိုးပြောင်းလဲနေရဆိုတော့ ဖယ်ရမှာကြိုပြောလို့မရလေအခုကောင်းနေပြီမဲ့နောက်မကောင်းတော့လည်းဖြစ်ကောင်းဖြစ်နိုင်နေကိုနဲ့စိတ်ခက်မသိတဲ့ခါကြီးမျိုးကြလို့ရှိရင်လည်းဘယ်လိုမျိုးတွေဖြစ်လာမှာလဲဆိုတော့မသိတော့တခုခုဆိုလို့ရှိရင်ကိုကတဆုံးတွေးတာတွေများနေရပုံတော့အဲ့အကြောင်းမို့လို့ပါဟုတ်ဟုတ်ကဲ့ပါချစ်ကိုကြောက်တာလားအိမ်တော်ကြီးကိုကြောက်တာအိမ်တော်ကြီးကိုကြောက်တာဒီကအိမ်တော်ကြီးကိုကြောက်မိတာပေါ့နော်အဲ့လိုရန်ဖြည့်စကင်းတကူလက်ထပ်ပြီးသွားတော့မှအဲ့လိုပြောင်းလဲွားကြတဲ့အချစ်တွေရန်ဖြည့်စကားများကြရတာတွေကိုမလို့ချင်ဘူးပေါ့နော်အဲ့အကြောင်းမို့လို့ပါတော်တော်လေးစဉ်းစားပြီးတော့မှပဲသူကအိမ်တော်ပြုဖြစ်မှာပါရှင့်ဟို အိမ်အောင်ပြုလို့အဲ့လိုဖြစ်မဲ့ဆိုပြုဝဲနေတာပို့ပြီးတော့ကောင်းမယ်လေနော်အဲ့လိုမျိုးစဉ်းစားမိတာပါဟုတ်အခုသူများပြင်ငါစားကြီးမှာဆိုတော့မေတော်ပြောချင်တော့ပါဘူးအာတော်တော်တရားပြောချင်တာလေးပဲပြောချင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကောင်မလေးစင်ကြယ်အနေနဲ့ပဲမြင်ရမြင်ရအောင်ပါဟုတ်ကဲ့အခုတော့မြင်ရအောင်ပါပဲရှင်အဲ့တော့ကျေးဇူးတင်ပါတယ်လို့အကိုနဲ့အမလည်းတဆုံးတိုင်ရွှေလက်ရွှေသွားနိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ဟုတ်